ဟုတ်ကဲ့อืมခုတနည်းอ่ะလေဟိုကောအစီသုံးမျိုးကြောင်းပြောသွားတယ်လေอืมသူတို့ချစ်တို့တွေအစီချတော့กว่าအစီကိုဘယ်လောက်ထိချလို့ရတော့အစီအကုန်လုံးချလို့ရလားခန္ဓာကိုယ်မှာလေတော့ခန္ဓာကိုယ်မှာအစီလုံးဝမရှိအောင်တော့ချလို့မရအောင်ရှိလူတယောက်ကပေါ့ခန္ဓာကိုယ်မှာအစီလုံးဝမရှိဆိုရင်အတန်းအနေနဲ့ရှိနိုင်တယ်သူရှိသလောက်ပမာဏလေးတော့ရှိရမယ်ချေဟုတ်ဒါဆိုရင်ကိုလူတယောက်မှာရောအစီအနည်းဆုံးဘယ်လောက်ရှိတဲ့တော့အော်ဒါကြတယောက်တယောက်မတူဘူးပေါ့တယောက်တယောက်မတူဆိုတဲ့နေရာမှာဟိုဂျန်တာပေါ့လေယောက်ျားလေးနဲ့မိန်းကလေးမတူတာ နော်ယောက်ျားလေးတယောက်မှာအမျိုးသားတယောက်မှာပေါ့မျိုးသားတယောက်မှာအစီပမာဏက2%ကနေ5%ပြီးတော့အနည်းဆုံးရှိတယ်နဲ့ဟုတ်ကဲ့နော်မိန်းကလေးတယောက်အမျိုးသမီးမှာဆိုရင်တော့တို့11%ကနေ14%ရှိတယ်နဲ့နော်အဲ့ဒီအောက်ကိုရောက်သွားရဲဆိုတော့ကျန်းမာရေးပြဿနာတွေအတက်အနယ်တွေဖြစ်နိုင်နေပေါ့နော်အစီရတော့ရှိတဲ့လောက်ပမာဏတော့ရှိတင်တာပေါ့နော်ဒါဆိုမိန်းကလေးကပို့ပြီးတော့ရှိရတာပေါ့နော်ဒါပေမဲ့မိန်းကလေးတွေကသူဟိုရင်သားမှာအစီလေးတွေတို့တက်တက်မားတို့ဒီဟို လာစဉ်တမရာကိစ္စကတော့အဲ့အဲ့အတွက်အစီအမင်္ဂလေးရပို့ပြီးလိုအပ်တယ်။နော်အဲ့အဲ့ပေါ့နော်။ဟုတ်ကဲ့ပါရှင်။ဟုတ်။အဲ့ဒါဆိုရင်လူခန္ဓာကိုယ်မှာတော့ရှိတဲ့ရှိထိုက်တဲ့အစီပမာဏတော့ရှိတဲ့နော်။ရှိတဲ့နော်။ရှိရမှာပေါ့။ဟုတ်တယ်။အစီစွာရလိုအပ်တယ်လူအတွက်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်ကိုပေါ့နော်လူတယောက်မှာလိုအပ်တဲ့အစီပမာဏချက်ရောင်းနေနေရဆိုရင်ရောအဲ့လူကဆိုးကျိုးရရှိနိုင်လားရှိတာပေါ့ရှင်ဆိုးကျိုးရရှိတာပေါ့ အစီခုနကပြောတဲ့အစီပမာဏလေးပေါ့အဲ့လောက်တော့ရှိတဲ့နဲ့အဲ့တဲ့ယုံနေလာပြီဆိုခုနကပြောတဲ့အတန်အနေရှိတယ်မလို့ကျမ်းမာရေးမှာပြဿနာတွေအများကြီးရှိနေတယ်ပြီးတော့ခန္ဓာကိုယ်မှာလည်းကမ္ဘာကုန်းမာတွေဖြစ်သွားနိုင်တယ်ဟိုအစီလုံးဝမရှိတော့ဘူးဆိုရင်လုံးဝတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့အစီလုံးမရှိဘူးဆိုရင်လူတယောက်ကသူ့ခန္ဓာကိုယ်နေဗီတာမင် A တို့ D တို့ E တို့ K တို့အဲ့ဒါတွေကိုစုပ်ယူနိုင်ဆိုတာမရှိတော့ဘူးနော်နောက်ပြီးလူတွေရဲ့ cell နိုင်ငံတွေတိစားဖို့ကလည်းအစီလိုအပ်တယ်နော်နောက်ပြီးအုံနောက်ရဲ့အာဟာရအဓိကအာဟာရကလည်းကစီဓာတ်နဲ့အစီဓာတ်တွေဖြစ်တယ်ဟုတ်နော် ပြီးတော့ခန္ဓာကိုယ်ရဲ့ဟော်မုန်း balance တွေကိုလည်းအစီအကထိမ့်ညီပေးတယ်ညီမျှပေးတယ်။နောက်ပြီးလူတွေမှာပြင်ပအနေအပူအေးဒဏ်တို့ထိခိုက်ဒဏ်ရာရနိုင်တာတို့ကိုအစီအကနေကာဝယ်ပေးတာလေ။ဒါဆိုကိုတခြားအရာတော့နားနေတယ်ပေါ့နော်။အဲဒါမဲ့အစီနှဲသွားတဲ့အခါကျရင်လိုအပ်တဲ့ပမာဏထက်နှဲသွားတဲ့အခါကျရင်အပူအေးဒဏ်တွေမခံနိုင်တာတို့ထိခိုက်ဒဏ်ရာတွေမှာ မခံနိုင်တာလို့ပေါ့နော်အဲ့အရာကြီးကနားမလဲဘာဖြစ်လို့လဲဆိုတာလေးရှင်းပြပေးပါဟုတ်လားဆိုချစ်နားလဲအောင်ကိုရှင်းပြမယ်ကိုတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြည့်လိုက်လို့ရှင်အရေပြားအောင်မှာအစီရှိမယ်အစီအောင်ပေါ်မှာတို့ကြွက်သားတွေတွေးကြောတွေအယိုးတွေပေါ့နော်အယိုးနဲ့အရေပြားကြားထဲမှာအဲ့လိုအများကြီးရှိတယ်ကွာကြွက်သားတွေတွေးကြောတွေအစီတွေရှိတယ်အဲ့ဒီထဲမှာမှာအစီဆိုတဲ့အလွာလေးခဏဖယ်ကြည့်လိုက်အရေပြားအောင်မှာတွေးကြောတွေရှိလာပဲကြွက်သားတွေရှိလာပဲနောက်မှာအကြီးကိုအပေါ်ကအစီပြင်လေးကိုဖယ်လိုက်လို့ရှင်ရာသီဥတန်တွေပေါ့အပူအေးဒန်တွေကိုဒါအထိတွေ့ခံစားရမယ်နော်ဟို ပြင်မထိခိုက်တယ်ရတယ်ဆိုတာချစ်မြင်တော်ပြောရင်ချစ်ညိုတကြီးညိုတကြီးတည်တယ်မလားကိုညိုတကြီးမှာအစီအရန်နေဆုံးနေရညိုတကြီးကအဲ့လိုနေရမျိုးမှာထိခိုက်တယ်ရလေးနည်းနည်းပါးပါးရရင်တော့မှာနည်းနည်းလေးထိခိုက်ရင်တော့မှာမြင်ကြလောက်အောင်နာတယ် အဲအရင်နာကျင်တာပေါ့လေအဲ့လိုကြီးခံစားရတယ်အဲဒါကြောင့်စီဆိုတဲ့အလွာလေးကပတ်ဝန်းကျင်ကနေလာမဲ့အပူချိန်တွေကိုသူကကာကွယ်ပေးတဲ့အလွာလေးတစ်ခုဖြစ်အသုံးပြုလို့ရတယ်ပြီးတော့အထီးကိုက်တန်းရဖို့အတွက်သူကအပေါ်ကနေအလွာလေးတစ်ခုဖြစ်ကာကွယ်ပေးနေတာအစီကလည်းလိုအပ်တဲ့လောက်ပမာဏရှိတင်တာပေါ့ဟုတ်ပါရှင်အဲဆိုရင်အဲအစီနေသွားတဲ့ခါကျရင်လိုအပ်တာထက်ပိုလွန်တာလိုအပ်တာထက်အေးလွန်တာကြီးဖြစ်လာတာပေါ့ဒါပေါ့ဒါပေါ့တချို့ခန္ဓာကိုယ်အရင်ပိန်နေလို့ဟုတ်ဟိုရာသီဥတုချမ်းပြီးသူများတဲ့ပိုအေးတာကိုကိုတွေ့ဘူးလေရှင်ဟုတ် အဲ့လိုမျိုးလေးပေါ့ရာသီဥတုတောင်မခံနိုင်တော့ဘူးပေါ့အပူအေးတာလည်းသိမခံနိုင်တော့ဘူးအဲ့အဲ့လိုမျိုးအစီနဲနေတဲ့အတွက်သူ့ကိုကာဝယ်ပေးမဲ့အလွာလေးနဲနေတာပေါ့လीနော်အစီဆိုတာလည်းအရန်နေလို့လည်းမကောင်းအရန်များလုံးရင်တော့လည်းကျန်းမာရေးတော့မှပြဿနာရှိနိုင်တယ်ဒါကြောင့်ကိုတို့ကအစီချပြီးတော့ fit ဖြစ်တဲ့ခန္ဓာကိုယ်လေး ရအောင်လို့ကိုတို့ကကြိုးစားနေကြတာဟုတ်ကဲ့နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကြည့်နေကျွန်တော်မိတ်ဆွေလေဒီဗီဒီယိုလေးကအဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဆင်ပြေတယ်အကျိုးရှိခဲ့ဆိုရင်အောက်က comment box ဒီမှာမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေလည်းသိအောင်ပြန်လည်နောက်ပြီးကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိကျင်တဲ့ fitness နဲ့ပတ်သက်တဲ့ဘူတူတာတွေလေ့ကျင့်ခန်းတွေသိကျင်တာရှင်နဲ့အောက်က comment box ဒီမှာရေးပြီးတော့မိခင်လို့ရပါတယ်ဗီဒီယိုလေးကိုစုံနေတဲ့ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်